အားလုံးမင်္ဂလာပါတူရက်ဆာ channel ပြန်လေးကြိုဆိုလိုက်ပါခင်ဗျတူရက်ဆာ channel နေ့စဉ်မနက်မှာဖြစ်ပေါ်နေတဲ့သတင်းကြောင်းတွေကိုမြတ်တဲ့ဆက်ပြန်တဲ့ channel ဖြစ်တယ်မှာကျွန်တော်ရဲ့သတင်းအများအားဆောင်ကြိုး PDF တွေရဲ့လောရက်တွေရဲ့ချိုးလွယ်တွေမကောင်းတဲ့လောရက်တွေပေါ့ဗျဟိုအမြင့်ချန်အချင်းဦးစီးဘာလို့ဆိုဘန်းခံရတဲ့ဖြစ်စဉ်အမြင့်ချန်အချင်းဦးစီးမဟုတ်ဆိုရင်အမြင့်ချန်အချင်းဦးစီးအဲရဲ့မိသားစုပေါ့နော်အဲ့မိသားစုဘန်းခံရတဲ့ဖြစ်စဉ်တွေဆိုရင်ဒါ PDF တွေမလုတ်တဲ့လောရက်ကိုကျိုးလွန်တယ်ပေါ့ဗျဒါမလုတ်ရဘူးမလုတ်သင့်ဘူးဆိုတော့သူနားမလည်ဘူးနော်အမြင့်ချန်ဘက်ကအမြင့်ချန်အချင်းတော်အချင်းဦးစီးရရှိတဲ့မိသားစုကိုနှစ်ယောက်ကိုတဲ့နှစ်ယောက်နဲ့သူရမောင်းမျိုးသားကို အဲမြင်းကြံဒေသအခြေဆိုင်ပြည်ရဲ့အဖွဲ့အနေပြီးတော့ဖမ်းသွားတယ်ဖမ်းသွားတယ်ဖြစ်စဉ်ဖြစ်တယ်ဘယ်နည်းဖြစ်သောမနေ့အမနေ့ရလို့ပြောလို့ရမလားဘူးတူပေါ့နော်မနေ့ရလို့ပြောရမလားအော်တိုဘာ9ရက်နေ့ရအောင်ဆိုလိမ့်ဒီနေ့ခုနကတနေ့ရပေါ့နော်တနေ့ရဖြစ်တယ်ဆိုတော့အဲ့ဒီအကြီးဦးကြီးရရှိရဲ့ဇနီးနဲ့သူ့မိသားစုနဲ့လိုက်ပါလာတဲ့ကားကမြင်းကြံမြို့သားဒရာဝမန္တလေးလမ်းအတိုင်းတောက်လျှောက်ကားနဲ့မောင်းလာတဲ့အခြေအနေနဲ့မြင်းကြံမြို့ရဲ့အပိုင်တွေကနဘူးဝိုင်ဆိုကြီးဝါနာမှာပဲအော်တိုဘာ9ရက်နေ့ရ ဖမ်းဆီးခံရတယ်ကြည့်ရတာသူမိသားစုရှိနေအောင်ပြန်တဲ့ပုံပေါ်ပါတယ်အဲ့လိုဖမ်းခံရတယ်အဲ့တော့ PDF တွေဖမ်းသွားတယ်ဖမ်းသွားပြီးတော့အခုချိန်ကြီးတော့ဒီနေ့9နှစ်နေ့ထီတော့ပြန်လွတ်လာတယ်လို့ကြားသိအကျိုးသီးရရှိတဲ့ဇနီးဒေါ်လီဝင်းမြီးမြီးဖြစ်သူကအသက်3နှစ်အရွယ်ပဲရှိသေးတယ်မတ်ယွန်းချယ်ရီဟိန်းတဲ့နော်အာမတ်ယွန်းချယ်ရီဟိန်းပေါ့နော်ရင်မောင်းအမျိုးသားအဆူပေါင်းဆိုတော့ဒီ3နှစ်ပဲရှိတဲ့3နှစ်သား3နှစ်ပဲရှိတဲ့ကလေးလေးကဘာပြစ်မှမရှိဘူးလို့ဒေါ်လီနေဝင်းဆိုတဲ့အကျိုးသီးရရှိတဲ့ဇနီးမှာတော့ဘာပြစ်ရှိမှုလဲ နောက်တစ်ခုကရင်မောင်းမှာပါကြီးရှိတယ်။သူကသူ့မိသားစုစီကိုသူပြန်လာဖြစ်ပုံရတယ်။ဘလို့တရင်ရတော့လည်းမသိဘူး။ PDF တွေဖမ်းသွားတယ်။အဲ့တော့ပြန်တော့မလွတ်ဘူးဆိုတော့ကျွန်တော်တို့တခုပဲ PDF ညီငယ်ညီမလေးလို့ဖမ်းလာတော့ဖမ်းပြီးသွားပြီ။မှားတယ်လို့ယူဆမှားတယ်လို့ပြောလို့ရလို့ရကိုကျူးလွန်သွားပြီ။နောက်ထပ်တက်မမှားဘူးကဘာလဲဆိုတော့တက်ပြတယ်တက်ပြတာလည်းမလုပ်ဘူး။နောက်တက်ပြတယ်မလုပ်ဘဲနဲ့သက်ဆိုင်ရသူ့သက်ဆိုင်ရသူစီပြန်ပို့ပေးကြဘူး။ဒါတော့ကျွန်တော်တိုက်တွန်းတယ်။အဲ့တော့လည်းဆိုတော့ပထမတစ်ချိန်မဖမ်းတဲ့နဲ့လို့ဖမ်းလိုက်တယ် ဘာမှမရှိတဲ့ကလေးငယ်ပြည်စည်းပေါက်စားလေးပေါက်မိသားစုဖားလိုက်ပြီ။ Okay အဲ့ဒါမှားတယ်တုံးရက်။နောက်ထပ်ဒုတိယအကြိမ်ထပ်မှားတာမျိုးမလုပ်သင့်ဘူး။ပွန့်လည်းပြောတော့တက်ဖြတ်ပြတာမျိုးတွေနှိမ့်ဆက်နိုင်ကျင်တာမျိုးမလုပ်သင့်ဘူး။ဖြစ်နိုင်တော့ပြန်လွှတ်ပေးလိုက်ကြတာကောင်းမယ်လို့ပြီးရဲ့ညီငယ်ညီမတွေတိုက်တွန်းပါတယ်။အဲ့တော့မြင်းညာချီဆိုင်တဲ့ပြီးရဲ့ညီငယ်ညီမတွေအကယ်ဒီဥစ္စာကြားမိတယ်ဆိုရင်လေတေချာစဉ်းစားကြပါ။တေချာစဉ်းစားပြီးတော့မှဒါကိုလုပ်လိုက်ရင်ဒီလူတွေကိုဖမ်းပြီးတော့ဖမ်းပြီးတော့ဒီလူတွေတခုလုပ်လိုက်လို့ရှိရင်ဒေါ်လာကြီးသူပြောတဲ့ဒေါ်လာကြီးလို့ဆရာနိုင်ချုံကြီးလို့ဆိုတာတကယ်ပြီးသွားလို့လားဆိုတော့ တေချာစဉ်းစားကြဖို့လိုတယ်အဲ့လိုလုပ်လိုက်ရင်လူတွေမုန်းလာအောင်လည်းခံရမှာဖြစ်ပြီးတော့ဘသူကမှသူတို့ရှင်းပြရင်တော့ဒီလိုလုပ်ရတဲ့လက်တိလက်မောင်းတာမျိုးအောက်ဝက်ခံပြီးတော့ဆရာနာရှင်ခြုံငိမ့်သွားပြီလို့ဘသူကမှတော့လက်တိလက်မောင်းတာနိုင်မယ်လို့မထင်ဘူးဒါတော့မလုပ်တဲ့နဲ့လုပ်ကိုမလုပ်ကြဘူးပုံရလည်းပြောတော့ဒီညီငယ်ကျွန်တော်တိုက်တော့မှလည်းအဲ့တော့ပြန်လှုပ်ပေးလိုက်တာကောင်းလို့ဒီလိုပဲကျွန်တော်တိုက်တော့မှဟုတ်ကဲ့ခင်ဗျာဒီဒီစပယ်တရင်လေးအားရပါခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာပြီးခင်ဗျာလုံးအေးကြပါစေ